ဖျောပရိသတ်ကြီးမင်္ဂလာပါရှင့်အရေးသိမျက်မှတ်စုများခန္ဓာလေးကနေတက်နေကြွဆွလိုက်ပါတယ်ကျမကတော့ဒေါက်တာစိန်ပါဒီနေ့စီစဉ်လေးမှာတော့ရုပ်လာနဲ့စိတ်လာတူညီဖို့ဆိုရင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်လူတိုင်းကတော့ချောချင်လှချင်ကြတမတာပါပဲယောက်ျားလေးမို့လို့မချောချင်မလှချင်ဆိုတာမျိုးမရှိပါဘူးအ ਨੇ ဆုံးတော့ကြည်ကောင်းချင်ကြတယ်တန်တန်ပြပြတသက်ရည်လေးရှိချင်ကြတဲ့သူတွေကြီးပါပဲ တစ်ဖက်ကကြတော့စိတ်ထားနဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာမှာအည်သွေးတွေပြည့်နေနေဖို့ကလူတွေကဆရာထက်တန်ကြလားဆိုတော့အဲ့ညာနဲ့ပတ်သက်ပြီးတော့အနှဲငယ်လေးအားနည်းနေတာကိုတွေ့ရပါတယ်ဆိုပါဆိုငါကတော့စိတ်ထားသဘောထားပြည့်ဝတဲ့သူဖြစ်ချင်လိုက်တာငါကတော့စိတ်ကောင်းရှိတဲ့သူကြီးဖြစ်ချင်လိုက်တာငါကတော့စိတ်ထားလေးဘလို့အေးချမ်းနေချင်လိုက်တာဆိုပြီးတော့အဲ့လိုမျိုးစံနာဖြစ်တဲ့သူနဲပါတယ်ဒါဘာကြောင့်လဲဆိုတော့လူတွေက physically မြင်ရတာဒီရုပ်ရည်ပေါ့ physical appearance ကသာတယ် တိတာထင်ရှားမြင်နေရတာဖြစ်တဲ့အတွက်အတွင်းပိုင်းမှာဒကုဒကမထုံမပြောဘူးဒကုဒကမမတွေးတော့ဘူးဆိုရင်မသိနိုင်မမြင်နိုင်တဲ့စိတ်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့ဖြစ်ချင်တဲ့စိတ်တွေတိဆောက်ချင်တဲ့စိတ်တွေကအာနေယုံနေနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့အလုံးသိထားဖို့ကရုပ်အလှဆိုတာဒီအကိုင်းအခက်တွေပါပဲ။စိတ်အလှဆိုတာဒီပင်စီပင်မကြီးနဲ့တကယ်ရေတောက်မြစ်ဖြစ်ပါတယ်။အဲ့တော့စိတ်တော့ ရုပ်လာဖို့ကိုအားထုတ်တာတဲ့ဒီပင်စီပင်မယူ strong ဖြစ်အောင်ကျန်းမာအောင်တန်ဆွမ်းအောင် လုပ်နိုင်မယ်ဆိုရင်အကိုင်းခက်အသီးပွင့်တွေကလည်းဝေဝေဆာဆာလှပစွာဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကကြားဖို့မှာဗာတချို့တွေခုခေတ်မှာဆိုရင်အရန်ရေပန်းစားလာတဲ့အုံုံလေးရှိပါအဲ့ဒါအကြည်တဲ့ဆိုတဲ့ဇာတ်ကားလေးပါအကြည်တဲ့လေးအကြည်တဲ့လေးအဲ့တော့သူ့ကိုကြည့်လိုက်တာနဲ့ကြည်လင်နေတယ်ဆိုတာကချုံးနေတာမဟုတ်ဘူး။အကယ်ဒမီမင်းသမီးရုပ်ဖြစ်နေတာမျိုးမဟုတ်ဘူး။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာမှာ အေးချမ်းမှုတွေရှင်းလင်းမှုတွေတန့်စင်မှုတွေရှိနေတဲ့အတွက် physical appearance မှာဒါကိုသိမြင်ခံစားနေရတဲ့အိပယ်မျိုးပါ။ဟောဟင်းတစ်ခွက်ကစားကောင်းနေဆိုရင်ရေနံလေးတွေမှွေးတယ်လို့မျိုးလူတစ်ယောက်ကစိတ်ပိုင်းဆိုင်ရာမှာကောင်းမွန်တဲ့အေးချမ်းတဲ့ good qualities တွေရှိနေဆိုရင်သူ့ရဲ့ physical appearance မှာလည်းမြင်ရထင်ရနေရပဲဖြစ်ပါတယ်။အဲ့တော့ဆိုပါစို့လူတစ်ယောက်ကသူ့မှာ negative vibes တွေများနေ negative vibes ဆိုတဲ့နေရာမှာမကောင်းတဲ့စိတ်တွေအကုန်အကျုံးဝင်ပါတယ်။ မပြောရွှင်တာမကြေနပ်တာအလိုမကျတာမုံတီးစိတ်တွေများနေတာဝမ်းနည်းတာပူဆွေးတာအတိတ်ကကိစ္စတွေနဲ့နှောင့်ရရတာစိတ်တန်ရာတွေနဲ့ရှိရဒီလိုမျိုးမကောင်းတဲ့ feeling တွေเนาะခြားသူပေါ်မှာယုံမာတာဘယ်လိုပြောလဲဝင်တိုစိတ်ရှိတာခတ်ထန်တာကြမ်းတမ်းတာအမျက်ဒေါသကြီးတာဒါတွေရှိနေတယ်ဆိုရင်ကိုယ့်ရဲ့ရေတောက်နှစ်ကြီးကိုယ်၌ကကျမ်းမာနေတာမဟုတ်ဘူးအဲ့တော့ WHO က definition တွေတစ်ခုရှိပါတယ် hello ခေါ်တဲ့ကျမ်းမာခြင်းပေါ့နော်ကျမ်းမာခြင်းတို့ကဘယ်လိုသတ်မှတ်လဲဆိုရင်ရုပ်ပိုင်းဆိုင်ရာမှာ အဲ့တော့ယောဂတွေမရှိုံမျှမကရုပ်ပိုင်းဆိုင်ရာမှာကိုလက်အင်ကာချုပ်ရင်းချက်တွေမရှိုံနဲ့လူတယောက်ကိုကြမ်းမာပြီးလို့သတ်မှတ်လို့မရဘူးတဲ့။ तू ကသူ့ရဲ့ internet မှာ conflict တွေကိုကိုကိုတွေးဝေစိတ်တွေဒီဟာစိတ်တွေငါဒါအောင်လုပ်တင်လားမလုပ်တင်လားငါလုပ်လိုက်တာမှားသွားလားငါတိတ်ကဒီလိုလုပ်ခဲ့မိတယ်ငါတော့မကျေနပ်ဘူးအဲ့လိုမျိုးကိုယ့်ရဲ့ internet conflict တွေရှိနေမယ်နောက်တစ်ခုကပေါင်းသစ်ဆန်ဆန်လူအများနဲ့ပေါင်းသစ်ဆက်ဆန်တဲ့နေရာမှာလည်းဟိုလူနဲ့မတက်ဒီလူနဲ့မတက်ဟိုလူနဲ့လည်းပြဿနာဖြစ်ဒီလူနဲ့လည်းပြဿနာဖြစ်ဒီလိုမျိုးပြဿနာကြီးရှိနေပြီဆိုရင်ဒီလူကို WHO definition အရကျန်းမာတယ်လို့သတ်မှတ်လို့မရဘူးခုနကပြောလို့ရုပ်ပိုင်းဆိုင်ရာမှာယောဂါတွေမရှိတဲ့အပြင်ကိုယ်လည်းအင်္ဂါချွေးမှုတွေလည်းမရှိဘူးစိတ်ပိုင်းဆိုင်ရာမှာလည်းကိုကိုကိုတွေဝေစိတ်တယ်ဒီခါစီတယ်မကျင်းတဲ့စိတ်တယ်အများနဲ့ပေါင်းသက်ဆက်ဆံမှာလည်းအဆင်မပြေတာတွေမရှိတော့မှသာလေဒီလူကိုကျမ်းမာတယ်လို့သတ်မှတ်လို့ရပါမယ်အဲ့တော့လူတယောက်ခုနစကားကိုပြန်ကောက်ရမယ်ဆိုလူတယောက်ရဲ့စိတ်ထဲမှာသူ့ရဲ့ရေတောင်းမြစ်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာမှာကိုကိုကိုကျင်းတဲ့နေရမယ်ကိုကိုကိုကျင်းတဲ့နေရမယ်ဆိုအလကားနေအလကားပုံဝင်မြင့်နေရအောင်ပြောတာမျိုးမဟုတ်ဘူးဆိုပါစို့ အာအလုပ်တစ်ခုကိုလုပ်တယ်အဲ့ဒီခိုင်းဆိုအလုပ်ဘလို့အလုပ်ပဲဖြစ်ဖြစ်ပေါ့ဒီအလုပ်ကိုလုပ်တဲ့နေရာမှာကိုယ့်ဘက်ကအတက်နိုင်ဆုံးအကောင်ဆုံးဘာတွေလုပ်ပေးနိုင်မလဲဆိုတော့ effort ပိုင်းအကောင်ဆုံးလုပ်ပေးလိုက်မယ်အဲ့တော့ဒီအလုပ်လေးပေါ်မှာကောင်းစေလို့တဲ့စိတ်စေတနာနဲ့ဖြစ်တဲ့အတွက်သူ့မှာဒါ positive vibe ပေါ့ positive vibe နဲ့သူအများကြီးစူးစမ်းပြီးတယ်စေတနာထားပြီးတယ်ပြပြရွှေရွှေကြည်ကြည်နဲ့နဲ့နှစ်နှစ်သက်သက်နဲ့လုပ်တဲ့အတွက်ကောင်းတဲ့ feeling နေနဲ့သူလုပ်တယ်နောက်တစ်ခုကဒီ effort ကနေပြန်ပြီးတော့ရလာမယ်အသေးပွင့်ပေါ့ပေါ့အောင်မြင်ပါလားကြာရှုံးပါလားဘယ်လိုတက်မှာမလဲအဲ့ဒါလည်းသူမတွေးဘူး သူ့ဘက်ဆိုင်တဲ့အပိုင်းဒီကောင်းတာတွေကိုအတက်နိုင်ဆုံးအကောင်းဆုံးလုပ်ပေးလိုက်မယ်အကောင်းဆုံးစူးစမ်းလိုက်မယ်တစ်ဖက်ကဘလို result ရလာမယ်ဆိုတော့တွေးတောပူပန်ခြင်းမရှိဘူးအဲ့ဒါဆိုရင်သူဒီဘလို့ပြောရမလဲသူ့စီမှာကောင်းတဲ့စိတ်ကလေးတွေပဲရှိနေတာအဲ့တော့ तू နဲ့တွေ့ရတဲ့သူ तू နဲ့စကားပြောရတဲ့သူအော် तू နဲ့ပြောလိုက်ရင်အမြဲတမ်းတက်ကြွနေတာပဲသူ့စီအားဆိုကောင်းတဲ့စကားလေးတွေပဲကြားရတယ်ပျော်ရွှင်တဲ့စကားလေးတွေပဲကြားရတယ်လူတိုင်းမှာတော့အစင်မပြေစရာစိညစ်စရာတော့ရှိတာတော့အမှန်ပါပဲဒါပေမဲ့ကိုယ်အစင်မပြေတာယူတစ်ချိန်တော့ခိုးတကောင်လို့ညှဉ်းညူပြီးပြောဆိုနေရင်ကြတော့ ီဘယ်လိုပြောမလဲစိတ်ခံစားချက်ဆိုတာ energy လေအခိုင်းဆိုတာ energy ဖြစ်တဲ့ energy ဒီစီးကူးတဲ့သဘောတရားမှာရှိတယ်ကိုယ့်စီကအစင်မပြေတာတွေညှဉ်းညူတာတွေကကိုယ်နဲ့စကားပြောလိုက်တဲ့သူတွေးလိုက်တဲ့သူစီကိုစီးကူးရတယ်အဲ့တော့ဘဒုမာဒီလို back energy သူများတွေးလိုက်ရင်စိတ်ညစ်ွားတယ်ဝါးရစိတ်ကုန်ွားတယ်ဟာဒီနိုင်ငံမှာရှင်သာတာပဲလူဖြစ်ကြိုးမနဲ့တဲ့ feeling တွေဝင်ွားတယ်ဆိုရင်ဘဒုမာသူ့ကို နေလို့တော့မှာမဟုတ်သူ့ကိုကြည့်လိုက်မယ်ဆိုလည်းအမြဲတမ်းအလိုမကျတာရဲ့ကြောင့်တတောက်ပပ actively မရှိနေတော့ဘူးပေါ့နော်အဲဒါကြောင့်မလို့စိတ်တော့ကိုယ့်ရဲ့စိတ်ပန်းစံမှာပျော်ရွှင်နေမယ်ဆိုရင်ခန္ဓာကိုယ်ကဒီ dopamine တို့ endorphin တို့စသဖြင့်ဒီလို hormone တွေ happy hormone တွေထွက်လာတယ် feel good hormone တွေထွက်လာတယ်ပြီးရခါကျဟိုလူကကြည့်လိုက်တဲ့ ਨੇ active ဖြစ်နေအဲ့တော့လူကကြည့်လိုက်ရင်သူမျက်နှာလေးကရွှင်နေတယ်ရွှင်နေတယ်ဆိုတာ မိကတ်တွေလိန်ထားတိုင်းလည်းလာတာမဟုတ်ဘူးအဲ့တော့ငကိုတိုင်းလေးရွှင်နေဖို့ဆိုတာစိတ်ပိုင်းဆိုင်ရာမှာအကောင်းတဲ့စိတ်တွေရှိနေရမယ်သူများကိုဟာကြော်မဲ့ခွာမဲ့အဲခုံမဲ့ထင့်မဲ့အဲ့လိုစိတ်မျိုးရှိနေရင်လည်းသူ့ဝိစိတ်မှာသူ့ကိုကြည့်လိုက်တာနဲ့အမ်သဘောကောင်းတဲ့စိတ်၊နှွေးထွေးတဲ့ဆိုရယ်ဖီလီပီဘယ်သူမှရရှိမှာမဟုတ်ဘူး။အဲ့တော့တကယ်တကယ်လူတွေပေါင်းတဲ့အရာမှာချောတာလှတာတဲ့။ तू နဲ့ပြောလိုက်ရင် तू နဲ့ပေါင်းတဲ့လိုက်ရင်စိတ်ထဲမှာချမ်းမင်းဖြစ်သွားတယ်။ဟိုနှစ်လိုပဲကောင်းတယ်။အဲ तू နဲ့တွေးလိုက်ရင်အဲသူ့မျက်နှာလေးကဟိုပျော်ရွှင်စေတဲ့စိတ်လိုကလှတဲ့အရာကိုမြင်ရင်စိတ်ထဲမှာကြည်နေတယ်။အဲ့တော့ လူတယောက်ရဲ့ရုပ်တင်ပြင်မှာသူဒီကြည်ကြည်နူးနူးပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်ချစ်ချင်းချစ်တာရင်းနဲ့ပွားနေတဲ့လူတယောက်ကိုတွေ့ကိုယ်စိတ်ထဲမှာလည်းအဲ့ဒီ vibe တွေကိုစီးကူးလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စိတ်တို့ကရုပ်လှတာလဲလှတာပေါ့ဂရုမစိုက်ရဘူးတော့မဟုတ်ကိုယ့်ရဲ့ physical appearance ကိုမှလှကျင်နေဆိုရင်ကိုယ့်စိတ်ကို healthy ဖြစ်နေအောင်စိတ်တွင်းမှာရှိတဲ့ဖြည်စည်းမှုတွေမလိုလားအပ်တဲ့ဒေါသတွေအမုန်းတရားတွေပူဆွေးမှုတွေဒါတွေကိုဖယ်ရှားနိုင်မှုလို့ပါတယ်။ဒါတွေကိုဖယ်ရှားနိုင်မယ်ဆိုရင်ရုပ်ရည်တွင်းပြင်မှာကြည်လင်လာမယ်အေးချမ်းလာမယ်။နောက်တစ်ခုကခန္ဓာကိုယ်ရဲ့ကျန်းမာခြင်းကိုဂရုစိုက်ရမ ခန္ဓာကိုယ်ကျန်းမာခြင်းကိုဒါဘယ်လိုလဲဆိုတော့အရေးပေးဝအောင်အိတ်တာအစားအသောက်ကိုကျန်းကျန်းမာမာကျန်းမာတယ်တော့ healthy food တွေကိုစားပေးတာ fast food တွေကိုမစားနဲ့လို့မပြောတတ်နိုင်ပါဘူး။ short စားတာကိုယ်လက်လေးချိန်ငယ်လှုပ်ရှားမှုမှန်မှန်လုပ်ခြင်းအပြင်ခန္ဓာကိုယ်ကသွေးလက်ပတ်မှုတွေကောင်းနေမယ် strong and fit ဖြစ်နေမယ်ဆိုရင်ဒီ physical health ဒီ mental health ပေါ်မှာတက်ရောက်တယ်။အဲ့တော့ mental health ကလေတဖန်ဒီ physical PRS ပေါ်မှာပြန်ပြီးတော့တက်ရောက်မှုရှိနေပြန်ရော။အဲ့တော့ဒါဒီ vicious cycle ပဲ။အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုချစ်ပြီးတော့ကျန်းကျန်းမာမာနေမယ်ကိုယ်စိတ်မှာပေါ့နော်။မလိုလားအပ်တဲ့ မထိန်ချုပ်နိုင်တဲ့ emotion တွေကိုဖယ်ရှားခြင်းအဖြစ်ကိုယ့်ရဲ့ appearance မှာမှာလှပတဲ့ agent နဲ့အသွင်မြေကိုရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ရုပ်လှနဲ့စိတ်လှကိုနောက်ခုစလုံး balance ဖြစ်နေတဲ့ဆိုရင် make up လိမ့်ပြီးစိတ်ထိုင်ပုံနေလို့မရဘူး make up လိမ့်ပြီးတော့ကဝင်နေလို့မရပါဘူးအဲ့တော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုနံပါတ်1 first step အနေနဲ့ ိုယ့်ရဲ့စိတ်ကလေးကျမ်းမာအောင်ကိုယ့်ရဲ့စိတ်ကလေးအေးချမ်းအောင်ကိုယ့်ရဲ့စိတ်ကလေးပျော်ရွှင်အောင်တိဆောက်ခြင်းအားဖြင့်အတီးအပွင့်အခက်အပွင့်နေနေတဲ့စိတ်တို့ကရုပ်ပိုင်းဆိုင်ရာကြည်လင်အေးချမ်းတဲ့ appearance မျိုးကိုရရှိမှာပဲဖြစ်ပါတယ်။ဒါဆိုရင်စိတ်ဒီနေ့ပြောတာလေးကိုနားထောင်ပြီးသွားပြီဆိုရင်ဘယိုပြိတ္တကြီးအနေနဲ့စိတ်ပိုင်းဆိုင်ရာအလှကိုနံပါတ်1ဦးစားအပေးစူးစမ်းတိဆောက်ခြင်းအားဖြင့်ရုပ်ပိုင်းဆိုင်ရာအလှပ ်ဒီကိုအကျိုးမြတ် extra နေနဲ့ရရှိမယ်ဆိုတာသဘောပေါက်နားလည်သွားမယ်လို့မျှော်လင့်ပါတယ်ဒီစီစဉ်လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဆောင်းမြေကြည့်ရှုကြပါအောင်နော်